တော့ဒီရဲ့ photo sentences အတွက်ဘာတွေလိုအပ်လဲဆိုတာလည်းတည်ပြီးတာအဲ့တော့လိုအပ်တာ၄ခုလိုအပ်တယ်ခါနောက light ရဲ့ counter outside ရဲ့ water ရဲ့ဒါတွေရှိပေမဲ့လေသူကဘာရှိမှ photo sentences လုပ်လို့ရတာလဲ glow plus อืมဟုတ်တယ် glow plus ရှိမှရမှာအဲ့တော့ glow plus တဲမှာဘာတွေပါလဲချက်ကလည်း guide လို့ရှိမှာ တလကွိုက်တိုစတိုမာလို့ပါတယ်အဲ့ဒီထဲမှာ like reaction နဲ့ tag reaction တွေပဲဖြစ်မယ်နောက်တော့ဘာပါလေးလဲ group plus ထဲမှာ free อืม group free ပါတယ်ဘာလဲ pick man อืม pick man တွေလည်းပါတယ် group free group free ab ပြီးတော့တခြား pick man တွေပါတယ်အဲ့တော့ဒီရဲ့ ဒီ grow free တွေရှိမှเนาะအဲ့တော့သူက photosynthesis လုပ်နိုင်တာအဲ့တော့ဒီ photosynthesis ကဘယ် energy ကနေဘယ် energy ကိုပြောင်းတာလဲ light energy Okay light energy ကနေဘယ် energy ရမှာလဲ light energy โอเคကမင်ကအနေကြီးရမှာအဲ့တော့ဒီ photo synthesis ဖြစ်ဖို့အတွက်ဒီချေတော့အဆင့်နှဆင့်လိုတယ်လို့ပြောခဲ့တယ် reaction နှစ်ပိုင်းလိုတယ်အဲ့တော့ light reaction ရဲ့ dark reaction ရဲ့လိုတယ်လို့ပြောခဲ့တယ်ဟုတ်တယ်နော်အဲ့တော့ light independent reaction အလင်းကိုမမီခိုတဲ့ reaction ကိုဘာလို့ခေါ်တယ်လဲ Kelvin cycle Okay Kelvin cycle လို့ခေါ်တယ်အဲ့တော့ Kelvin cycle ဒီရဲ့ dark reaction ကဘယ်မှာဖြစ်တာလဲဘယ်နေရာလေးမှာဖြစ်တာလဲ အာစတိုမာထဲမှာပဲ Okay စတိုမာထဲမှာဖြစ်တာအဲ့တော့ like reaction အလင်းကိုမိခိုးတဲ့ reaction ငါကြတော့ဘယ်မှာဖြစ်တာလဲအာတိုင်လက်ခွိုက်ထဲမှာ Okay တိုင်လက်ခွိုက်ထဲမှာဖြစ်မှာအဲ့တော့အဲ့ဒီတိုင်လက်ခွိုက်ကောဒီစတိုမာကောဘယ်သူတွေမှာရှိနေရလဲ Plural plate ထဲမှာပဲ โอเค chloro plus တဲမှာရှိနေတာအဲ့တော့ photosynthesis မှာဆိုရင် reaction နှစ်ပိုင်းရှိရယ် light reaction နဲ့ dark reaction တို့ရောနှစ်ခုလုံးကဘယ်သူတဲမှာဖြစ်တာလဲဆိုတော့ chloro plus တဲမှာဖြစ်တာဟုတ်တယ်နော်အဲ့ဒါလေးပြောပြီးခဲ့ဤအဲ့တော့ဒီရဲ့ဟာတွေကခန့်နှုန်းကလိုအပ်တာတွေကဘာတွေလိုအပ်လဲဆိုတော့ chlorophyll ရဲ့ light ရဲ့ counter outside ရဲ့ water ရဲ့ low ရဲ့ဆိုပြီးတော့မှဒီချက်တွေကတော့စတင်ခဲ့ရတယ်အဲ့တော့အဲ့ဒါတွေကတကယ်လိုလားမလိုဘူးလားဆိုပြီးတော့မှ practical ကြည့်မယ်အဲ့တော့ခါကြတကယ်လိုလားမလိုလား chlorophyll က ါလိုတယ်လို့ပြောတယ်ဟုတ်လားမဟုတ်လားစမ်းမှုအတွက်ဒီရဲ့အရွက်ကလေးမှဆိုရင်အယောင်ဆုံးပါနေတဲ့အပင်လေးမြကြည့်ဒီအရွက်လေးမှဆိုရင်လည်းအယောင်ကတယောင်ထက်ပိုပြီးတော့မှပါတယ်ဟုတ်တယ်နော်အဲ့တော့ဒီရဲ့အပင်လေးမှလည်းအယောင်လေးကတယောင်ထက်ပိုပြီးပါတယ်အစိမ်းကြီးပဲပါတဲ့ဟာမဟုတ်ဘဲနဲ့ရောင်ဆုံးရှိတဲ့ဟာလေးအဲ့တော့ဒီလိုရောင်ဆုံးရှိတဲ့အရွက်လေးတွေမှဆိုရင်ကလိုရိုဖီးကဘယ်အပိုင်းမှရှိမလဲအစိမ်းရောင်မှာ โอเคအစိမ်းအောင်ရှိတဲ့အပိုင်းမှာဆိုရင် groovy ရှိမယ်အဲ့ဒါကြောင့်မို့ဒီရဲ့ groovy ကအေးပါလားမပါလားစမ်းကျင်တဲ့အတွက်ကြောင့်မို့ဒီရဲ့ရောင်စုံရှိတဲ့အရွက်ကလေးကိုကြည့်မှာအဲ့တော့ရောင်စုံရှိတဲ့အရွက်ကလေးကိုကြည့်မှာမကြည့်တဲ့အချိန်ကြမှာအစိမ်းအောင်ရှိရဲ့ဟာဆိုရင်ဘယ်လိုလေးဖြစ်မလဲအစိမ်းအောင်မပါတဲ့နေရာမှာဆိုရင်ဘယ်လိုလေးဖြစ်မလဲဆိုတာဒီချေရွာတိမှာเนาะအဲ့တော့ခါကြောင့်ဒီမှာဆိုရင်ရောင်စုံရွက်လာလေးဒီเนาะဂရီပါရွက်လာတော့ဒီမဲ့ဒီရဲ့တိမ်တောင်ညိုပြဒီရဲ့ရွက်လာဆိုတဲ့ ာလေးတွေကိုသုံးခဲ့ရဘာလို့လဲဆိုတော့သူတို့ရဲ့အရွက်ကလေးတွေကအစိမ်းရောင်တစ်ခုတည်းမဟုတ်ဖ ೇನೆ တခြားရောင်လေးတွေပါပါနေလို့အဲ့တော့ဒီအရွက်ကလေးတွေမှာသူက photosynthesis ကြောင့်မို့ဆိုရင် chemical chemical energy ကသူ့ရဲ့ product ကဘာထွက်လဲ glucose Okay glucose threat တဲ့အဲ့တော့ photosynthesis ဒါဖြစ်နေမယ်ဆိုရင်ဒီရဲ့အပင်လေးမှာသူ့ရဲ့အာဟာရ glucose တွေရှိနေမှာအဲ့တော့ experiment လုပ်မယ်စမ်းတက်မယ်စမ်းတက်မယ်ဆိုရင်ဒီရဲ့ chlorophyll အေးပါလားမပါလား တိကျင်တဲ့အတွက်ကြောင့်မို့ဒီအပင်လေးမှာရှိတဲ့အာဟာရတွေကိုတကယ်တော့လုံးဝမရှိအောင်လုပ်ရမှာတူမာလာဂလူကို့စ်တွေရှိနေရင်ဒီအပင်လေးကတက်ရှင်မှာဟုတ်တယ်နော်ဘာလို့လဲဆိုတော့ဒီဂလူကို့စ်တွေကသူတို့ရဲ့ energy မို့လို့အဲ့တော့ဒီရဲ့အရွက်ကလေးတွေကိုပထမဆုံးဘာလုပ်မလဲဆိုတော့ die stress တဲ့နော် stress ဆိုတာလည်းဒီရဲ့ဂလူကိုပိုနေတဲ့ဂလူကို့စ်တွေကို stress အနေနဲ့တူလောင်တာဟုတ်တယ်နော်အဲ့တော့ဒီရဲ့ဟာလေး stress တွေလုံးဝမရှိအောင် stress တွေကိုဖယ်မယ်အဲ့တော့ stress สติลเป็นรูปเพมเล่เป็นรูปเพมเล่สุดที่เป็นเลโอเบเนียมาท่าไหลเลย เลไม่ใช่เนี่ย โอเคအလင်းမရှိတဲ့နေရာမှာထားလိုက်မယ်အလင်းမရှိတဲ့နေရာမှာထားလိုက်မှာတူက photosynthesis မဖြစ်တော့ဘူးအဲ့တော့ photosynthesis မဖြစ်တော့ဘူးဆိုရင်တူကအစာတွေမထုတ်လုံနိုင်တော့ဘူးအဲ့တော့အမောင်ထဲမှာ၂ရက်၃ရက်ထားလိုက်တဲ့အချိန်မှာတူကသူ့စီမှာတူလောင်ထားတဲ့အစာတွေကိုတူကသုံးပြစ်လိုက်မှာဒါမဲ့တူအတွက်ကအလင်းမရှိတဲ့အတွက်ကြောင့်မို့တူမှာနောက်အစာအစ်စ်မထုတ်လုံနိုင်ဘူးအဲအဲ့လိုနီးနေတူမှာရှိတဲ့ glucose တွေကုန်သွားအောင်ဒီ stage ကိုဒီအမောင်ထဲမှာအလင်းနဲ့လုံးဝမတွေ့တဲ့အမောင် င်းထဲမှာ၂ရက်၃ရက်ထားပြီးတော့မှထားလိုက်တယ်။ကဲထားပြီးတော့ပြီထားပြီးတော့အဲဆိုဒီအပင်လေးမှာတူလောင်ထားတဲ့ energy တွေမရှိတော့ဘူး stage တွေ glucose တွေမရှိတော့ဘူး။မရှိတော့တဲ့အချိန်ခါကျမှသူ့ကိုဗမာပြန်ထားမှလဲဆိုတော့အလင်းထဲမှာထားမှာ။အဲအလင်းထဲမှာဘယ်နှနာရီထားမှလဲဆိုတော့4 to 6 hour ထားလိုက်မှာ။အဲ့တော့4 to 6 hour ထားပြီးတော့ရင်သူကအလင်းနဲ့တွေ့သွားပြီဆိုတော့ဒီရဲ့အပင်လေးကဘာလုံးမဲ့ထင်လဲ။ a lot l'automne. โอเค photosynthesis ပြန်လုပ်တော့မှာဘာလို့လဲဆိုတော့ तू อ่ะအလင်းရောင်ရရာကြီးအဲ့တော့ photosynthesis ပြန်လုပ်မဲ့အလင်းရောင်ရရာပြီဆိုတော့ခါကြတော့အဲ့ဒီ၄နိုင်ညနေ၆နိုင်အတွင်းမှာ तू อ่ะ photosynthesis လုပ်မှာအဲအဲ့ချိန်မှာဒီရဲ့အရွက်ကလေးကိုယူလိုက်မယ်ယူပြီးတော့မှာဒီ step ရှိမရှိကိုဘာလေးနဲ့ဆန်းမှာလဲဆိုတော့ခါကြတော့ iodine solution လေးနဲ့ဆန်းလိုက်မယ်အဲ့တော့ iodine solution လေးကိုဒီရဲ့အရွက်ကလေးပေါ်တင်လိုက်ပြီဆိုရင်အဲ့တော့ step ရှိနေတဲ့အရာ နေရာတွေကတူကတော့နှက်ပြာရောင်လေးဖြစ်တော့မှာအဲ့တော့တို့တရွက်လုံးကအပင်တပင်လုံးကတို့စီမှာ တူလောင်ထားတဲ့ဟာမရှိတော့ဘူးဒါပေမဲ့နေပူထဲမှာပြန်ရောက်တဲ့ချိန်၄နာရီ၆နာရီလောက်နေပူထဲမှာထားတဲ့ချိန်အစိမ်းအောင်ရှိတဲ့အပိုင်းလေးတွေကအဲ့ဒီနေရောင်ကြီးကိုစုပ်ပြီးတော့မှတို့ကအစာချက်လောက်တာဟုတ်တယ်နော်အစာချက်လောက်တဲ့အတွက်ကြောင့်မို့တို့စီမှာဗာလေးတွေပြန်ရလာမှလဲဆိုတော့ခါကြတော့ဂလူးကို့စ်တွေပြန်ရလာမှ energy ပြန်ရလာမှအဲ့တော့အဲ့ဒီ energy တွေပြန်ရလာမရလားစမ်းကျင်တဲ့အတွက်ကြောင့်မို့တချို့တော့ဘာကိုသုံးလိုက်တာလဲဆိုတော့ iodine solution ကိုသုံးလိုက်တာအဲ့တော့ iodine solution ကိုဒီမှာဒါဆိုလဲဒီအရွက် ်ကလေးအရွက်ကလေးမှာဆိုရင် iodine solution ထည့်လိုက်တဲ့ချိန်မှာအဲ့တော့ဒီအစိမ်းရောင်ရှိတဲ့နေရာလေးတွေအစိမ်းရောင်ရှိတဲ့နေရာလေးတွေကကြတော့နက်ပြတ်ရောင်လေးပြောင်းသွားတာပြောတခြားနေရာတွေကကြတော့ဒီမဲ့ဒီဟာလေးပဲဖြစ်သွားနက်ပြတ်ရောင်မပြောင်းဘူးအစိမ်းရောင်မရှိတဲ့နေရာ အဲ့တော့အဲ့ဒါတွေကကြတော့ဘာကြောင့်မို့လဲဆိုတော့ this show that chlorophyll necessary for the photosynthesis တဲ့အဲ့တော့ chlorophyll က photosynthesis လိုတယ်ဆိုတာကိုပြောတာဘာကြောင့်မို့လဲ၄နိုင်လောက်ပဲထားလိုက်မယ်ဆိုရင် chlorophyll ရှိတဲ့အပိုင်းတွေကဒီဟာလေးတွေကို photosynthesis လုပ်ဖို့အတွက်ဒီ epination တံမို့အတွက်သူတို့ကအလုံးလုံးကြတာ အဲ့တော့ chlorophyll မရှိတဲ့အပိုင်းတွေကတော့သူတို့ဟိုအမောင်ထဲမှာ distach လုပ်ထားတဲ့အတွက်ကြောင့်မို့သူတို့မှာ energy ကမရှိဘူးအဲ့တော့အဲ့ဒီ energy မရှိတဲ့ဟာ၄နိုင်နဲ့၆နိုင်ကြီးပဲ photosensitive လုပ်တဲ့ဟာတွေကသူတို့စီကိုကောင်းကောင်းပြပြဝဝမရောက်သေးဘူးမရောက်သေးတဲ့အတွက်ကြောင့်မို့သူတို့က brown color အတိုင်းเนาะဒီရဲ့ distach လုပ်ထားတဲ့ color အတိုင်း brown color အတိုင်းကျန်မယ်ကျန်တဲ့ဟွာလေးကကြတော့ chlorophyll တုံးပြီးတော့မှဒီနေအောင်ရတာနဲ့အလုဆလုတဲ့အစိမ်းရောင်ပိုင်းနေရကြတော့ IO နဲ့တွေ့ရင်နက်ပြန်အောင်ပြောင်းသွားမယ်တဲ့အဲ့တော့ဒါကကရိုဖီးယားအရေးပါတယ်ဆိုတဲ့အကြောင်းလေး။ Okay အဲ့ဒါဆိုရင်ဒါလေးကသူ့ရဲ့ နောက်ဆုံး experiment ရဲ့ဒါ IOR နဲ့စမ်းထားတဲ့အကြောင်းလေးအဲ့တော့ဒုတိယတစ်ခုကဘာကိုစမ်းမှာလဲဆိုတော့ခါကြတော့ဒီရဲ့အလင်းရောင်ကအရေးပါလားမပါလားဆိုတာကိုစမ်းမှာခဏကကြတော့ chlorophyll ကိုစမ်းတယ်အဲ့တော့အခုကြတော့အလင်းရောင်ကအရေးပါလားမပါလားစမ်းမယ်အဲ့တော့ di stage လုပ်မယ်အဲ့တော့ di stage လုပ်မယ်ဆိုရင်ဒါတီးဖြည့်ရမှာအဲ့တော့ di stage လုပ်မယ်ဆိုရင်ဘယ်လိုလုပ်တာလဲခဏကနေတူတူပဲအမောင်ထဲမှာထားလိုက်တာ โอเคအမောင်ထဲမှာထားလိုက်ပါဒီ stash လောက်တာအဲ့တော့ခါကျဒီမှာကျတော့ဘာလေးကိုသုံးမလဲဆိုတော့ခါကျဒီဟာလေးက clip ဆိုတာကြအနက်ရောင်ပြပါလိကဲအနက်ရောင်ဒီဟာအနက်ရောင်လေးနဲ့ကာလိုက်မယ်ဆိုရင်ဒီအပိုင်းလေးကိုအလင်းကထိနိုင်နေလား မထိနိုင်တော့ပါဘူး။ Okay မထိနိုင်လောက်ဘူးအနဲ့ရောင်ပေးပါလေးနဲ့ဒီရဲ့တရွက်လေးကိုကာလိုက်တာကာလိုက်တဲ့အကြောင်းရင်းကဘာရောလှုပ်ချင်လို့လဲဆိုတော့ခါကြတော့အလင်းဒီအရွက်ကလေးကိုမထိအောင်လို့အဲ့တော့ဒီကြံတဲ့အပိုင်းလေးတွေကတော့အလင်းကိုထိမယ်အဲ့တော့ဒီရဲ့အနဲ့ရောင်နဲ့ကာထားတဲ့နေရာလေးကတော့အလင်းမထိဘူး။အဲ့တော့တော့ပထမဆုံးဒီ stash လုပ်မယ်။အဲ့တော့ဒီ stash လုပ်ပြီးတော့ရင်ဒီရဲ့ တရွက်ကလေးကိုဘာလုံးလိုက်မှာလဲဆိုတော့ခါကြတော့အနက်ရောင်ပေပါလေးနှစ်ခုနဲ့ညက်လိုက်ပါအဲ့တော့ဆန်ဝစ်လိုညက်တယ်ဆိုတာတရွက်ကလေးကအလဲမှာအဲ့တော့တရွက်လေးရဲ့အပေါ်ဘက်မျက်နှာပြင်လေးရောအောက်ဘက်မျက်နှာပြင်လေးရောဘာလုံးလိုက်မှာလဲဆိုတော့အနက်ရောင်ပေပါလေးနဲ့အုပ်လိုက်ပါ Okay အဲ့လိုအနက်ရောင်ပေပါမဟုတ်ရင်လည်းသူက black tape တဲ့အနက်ရောင်ရှိရဲ့တိတ်လေးနဲ့လုံးလို့ရတယ်နောက်တစ်ခုကကြ aluminum foil အဲ့တော့အဲ့ကောင်နဲ့ဒီရဲ့တရွက်ကလေးကိုပတ်လိုက်မယ်တဲ့ပတ်ပြီးတော့ရင်ဒီရဲ့အပင် ်လေးကိုနေအောင်ကြီးထဲမှာထားလိုက်မှာ okay နေအောင်ကြီးထဲမှာထားလိုက်မယ်ဆိုရင်နေအောင်ကြီးထဲရောက်ရင်ဆိုရင် photosynthesis လုပ်တော့မှာသူကစက်ကူ black paper ဒါမှမဟုတ်ရင်ဒီရဲ့ black tape လေးကာထားတဲ့နေရာမှာဆိုရင်သူကနေအောင်ကြီးမရဘူးနေအောင်ကြီးမရတော့ခါကျတော့သူက ဒီအလင်းကိုမစုံနိုင်တဲ့အတွက်ကြောင့်မို့အဲ့ဒီနေရာလေးမှာဖိုတိုဆင်သက်စစ်မလုပ်နိုင်မင်းနဲ့တခြားအဲမကာထားတဲ့အစိမ်းရောင်ရှိတဲ့နေရာလေးမှာဖိုတိုဆင်သက်စစ်လုပ်နိုင်မှာအဲ့တော့နေရောင်ခြည်ထဲမှာခဏလေးထား a few days ထားလိုက်မယ်တဲ့ထားပြီးတော့ရင်အဲ့ဒီရဲ့ black paper လေးကိုဖယ်လိုက်မယ်ဖယ်လိုက်မယ်ဆိုရင်ပြီးတော့ဒီရဲ့နေရာလေးကိုဟိုဖယ်ပြီးတော့ရင်အဲ့ဒီနေရာလေးမှာ stash ရှိလားမရှိလားစမ်းမယ် တော့အဲ့လိုပဲစမ်းမယ်ဆိုရင်အလင်းနဲ့ထိတဲ့နေရာနေအောင်ကြီးရဲ့ထိတဲ့နေရာလေးမှာ iodine solution လေးထားလိုက်မယ်ဆိုရင်သူက blue black နဲ့နက်ပြာရောင်လေးပြောင်းသွားမယ်ね okay ဘာလို့နက်ပြာရောင်လေးပြောင်းသွားရလဲအမ် stat တွေရှိလို့อืม stat တွေရှိလို့ stat တွေကဘာကြောင့်မရောက်လာလဲ အာဖိုတိုဆင်သစ်လုပ်ဆောင်မှုကြောင့်။ Okay ဖိုတိုဆင်သစ်လုပ်လိုက်တဲ့အတွက်ကြောင့်မို့သူက energy တွေရလာတာ။အဲ့တော့အဲ့ဒီ stash energy တွေရှိနေမှာ။အဲ့တော့ stash တွေကကြတော့ iodine solution နဲ့တွေ့လိုက်ရင်ဆိုရင် blue black ဖြစ်သွားမယ်တဲ့။အဲ့တော့ blue black color ပြောင်းတဲ့ဟာဆိုရင်တရွက်လေးရဲ့ဘယ်နေရာ blue black color ပြောင်းမှာလဲ။ကဲဒီနားလေးကကြတော့အနက်ရောင်လေးတွေ့ထားမယ်။ အစိမ်းအောင်ရှိတဲ့နေရာမှာ Okay အစိမ်းအောင်ရှိတဲ့နေရာဆိုတော့ဒီနေရာလေးတွေဒီနေရာလေးတွေကကြာတော့နက်ပြာရောင်ဖြစ်ပြီးတော့မှဒီတိတ်ကိုခွာပြီးတော့မှဒီနေရာလေးမှာဆမ်းမယ်ဆိုရင်ဒီနေရာလေးကကြာတော့ brown color ပဲဖြစ်မယ်အဲ့တော့ brown color ပဲဖြစ်နေရတဲ့အကြောင်းရင်းကဘာကြောင့်မို့လဲအာ start in machine လို့ပါ Okay stash machine လို့ stash ကဘာလို့မရှိရလဲဒီနေရာလေးမှာ photosynthesis မလုပ်ဆောင်ပါ อืมโฟโตเซนเทซิสမလုံဆောင်နိုင်တော့ဖိုတိုဆင်သက်ဆစ်ကဒီနေရာလေးမှာဘာကြောင့်မို့မလုံဆောင်နိုင်တာလဲအာအဲ့တိတ်တွေနဲ့ပိတ်တာလို့အလင်းမင်းအရှိ โอเคဟုတ်တယ်တိတ်တိနဲ့ပိတ်တဲ့အတွက်ကြောင့်မို့အလင်းမရှိတဲ့အတွက်ကြောင့်မို့အဲဒါကြောင့်မို့ဒီရဲ့အလင်းက photosynthesis နဲ့အတွက်လိုအပ်တယ်ဆိုတာကိုသူကဒီမှာတွေ့ခဲ့တယ်အဲ့တော့ဒီချေတော့ chlorophyll ကလည်းလိုအပ်တယ်ဒီမှာအလင်းကလည်းလိုအပ်တယ်ဆိုတာစာရင်းမဟုတ်ဖ ೇನೆ ဒီမှာလက်တွေ့တွေ့ခဲ့ပြီအဲအဲ့တော့ carbon dioxide ကိုဘယ်လိုဆန်းမလဲအဲ့တော့လေရုပ်တွေမှာဆိုရင် carbon dioxide ကဘယ်လောက်ပါဆန်းပါတယ်လို့ဒီချေလို့တီးခဲ့လဲ လီတို့ထဲမှာဆိုရင်ကာဗနာအောက်ဆိုက်က0.04%ပါတယ်။အဲတော့ကာဗနာအောက်ဆိုက်အရေးကြီးချောင်းကိုဒီချောကဗာလီနဲ့ဆန်ပါလဲဆိုတော့ခါကြတော့ဒီရဲ့အပင်လေးကိုဖန်ပေါင်းချောင်းလေးထဲမှာထားမယ်။ထားပြီးတော့မှသူကကာဗနာအောက်ဆိုက်တွေထည့်ပေးမယ်။ထည့်ပေးတဲ့အချိန်မှာအဲပြီးတော့နေအောင်ကြီးထဲမှာထားမယ်။အဲတော့နေအောင်ကြီးထဲမှာထားပြီးတော့မှဒီချောကနောက်အဲ့ဒီရဲ့ step ရှိလားမရှိလားပြန်ဆန်မယ်။ပြန်ဆန်တဲ့အချိန်မှာကာဗနာအောက်ဆိုက်များနေတဲ့နေရာကြတော့ဒီရဲ့အပင်လေးရဲ့အရွက်ကလေးတွေက ာ blue play ဖြစ်မလားဆိုတာလေးကိုကြည့်မှာအဲ့တော့ဒီပုံဒီပုံလေးကိုပြင်ရှင်းပြမယ်အဲ့တော့ခါကျတူကဒီချေတော့ရှင်ကြည့်မှာကာမနာအောင် size ရှိရနဲကာမနာအောင် size မရှိရနဲကိုရှင်ကြည့်မှာရှင်ကြည့်မှာဆိုတော့ခါကျတော့အပင်လေးကဘယ်နဲ့ပင်လို့မှာလဲဆိုတော့နှစ်ပင်လို့မှာ โอเคဒီနှစ်ပင်လုံးကို distance เนาะဒီနှစ်ပင်လုံးကို distance ဖြစ်အောင်လုပ်မယ်အဲ့တော့ဒီနှစ်ပင်လုံးမှာရှိရဲ့ storage လုပ်ထားတဲ့ဒီရဲ့ energy တွေကုန်အောင်လုပ်လိုက်မယ်ကုန်အောင်လုပ်ပြီးတော့ရင်ဒီအပင်လေးနှစ်ပင်ကိုဘယ်ထဲမှာထားလိုက်မှာလဲဆိုတော့ bell jar ဂျာလို့ဆိုတာဒီရဲ့ pamplin လေး pamplin လေးကခေါင်းလောင်းပုံလေးဖြစ်နေရဲ့အတွက်ကြောင့်မို့ဒီကောင်ဒီလို pamplin လေးတွေကိုဘာလို့ခေါ်ရလဲဆိုတော့ bell jar လို့ခေါ်တာပြီးတော့ဒီအားလေးကို label လေးတက်လိုက်မယ်တဲ့ label လေးတက်လိုက်မယ်ဆိုတော့ခါကြတော့တစ်ခုက လို့တက်လိုက်မယ်နောက်တစ်ခုက B လို့တက်လိုက်မယ်ပြီးတော့ NaHCO3 ရဲ့ sodium hydrogen carbonate ကိုဒီရဲ့ A ထဲမှာကြတော့ sodium hydrogen carbonate ကိုထည့်လိုက်မယ် sodium carbon sodium hydrogen carbonate ကိုထည့်ရတဲ့အကြောင်းရင်းကဘာအတွက်လဲဆိုတော့ခါကြတော့ carbon dioxide တွေထုတ်ပေးမှာမို့လို့အဲ့တော့ဒီဟာကပြုတ်ကွဲပြီးတော့သူက carbon dioxide တွေရမှာအဲ့တော့ B လို့တက်ထားတဲ့တဲ့ကိုကြတော့ဘာထည့်လိုက်မှာလဲဆိုတော့ NaOH အဲ့တော့ sodium hydroxide တွေကိုထည့်လိုက်မယ်။ sodium hydroxide ကဘာလုံးမှာလဲဆိုတော့သူက carbon dioxide တွေကို absorb ဆုပ်ပြစ်လိုက်မှာ။ဒီ NaHCO3 ကကြတော့ CO2 ထုတ်မယ် carbon dioxide တွေထုတ်မယ် NaOH ကကြတော့ carbon dioxide တွေကိုဆုပ်လိုက်မယ်။ဆုပ်လိုက်မယ်ဆိုတော့ခါကြတော့အေးမှာဆိုရင် carbon dioxide ရှိမှာလားမရှိဘူးလဲ။ဟုတ်တယ် โอเคဒီထဲမှာဆိုရင် counter outside တွေထုတ်တာရှိနေမှာ။ဘာကြောင့်မို့လဲဆိုတော့အခါကျ NACO3 ရာ counter outside တွေထုတ်တဲ့အတွက်ကြောင့်လို့အဲ့တော့ B မှာကြတော့မရှိပါဘူး။ โอเคပြီးမှကြားရောကောင်းတာ outside မရှိဘူးမရှိရတဲ့အကြောင်းရင်းကကြတော့ NaOH ကကြတော့ကောင်းတာ outside တွေကိုဆုပ်လိုက်တဲ့အတွက်ကြောင့်မို့အော်တချေတို့ကရှင်ကြည့်လို့ရတာပြီးကောင်းတာ outside ကအရေးပါလားမပါလားဆိုတာကိုဒီရဲ့ A နဲ့ B ကိုရှင်ကြည့်လို့ရရောအားကြီးဘာလို့ရှင်ကြည့်လို့ရပါလဲဆိုတော့တစ်ခုကကောင်းတာ outside ရှိရဲ့တစ်ခုကကောင်းတာ outside မရှိတဲ့အတွက်ကြောင့်မို့အဲပြီးတော့နှစ်ခုလုံးကိုသူကတပြိုင်တည်းဗမာထားလိုက်မှလဲဆိုတော့နေရောင်ကြီးထဲမှာအနည်းဆုံး6နိုင်ထားလိုက်မယ်တဲ့အဲတော့ကောင်းတာ င်းဆိုင်ရှိရဲ့အပင်လေးရောကောင်းနာအောင်ဆိုင်မရှိရဲ့အပင်လေးရောနေအောင်ကြည်အောင်မှာ6နာရီထားနိုင်မှာထားပြီးတော့ရင်ဒီရဲ့အရွက်လေးတွေကိုဆန်းတော့မယ်အရွက်လေးတွေကိုဆန်းမယ်ဆိုတော့ဆန်းမယ်ဆိုရင်ဒီရဲ့ blue black ပြောင်းသွားတယ်နှက်ပြရအောင်ပြောင်းသွားမယ်ဆိုရင်ဘာကြောင့်မို့နှက်ပြရအောင်ပြောင်းသွားမှာလဲ အာ stat ရှိလို့ပြောင်းသွားပါမယ်။ Okay stat တွေရှိလို့ပြောင်းသွားမှာအဲ့တော့ NaHCO3 ထည့်ထားတဲ့ဟာလေးဆိုခကြာသူက level A ပလင်းလေးအဲ့တော့ဒီ level A ပလင်းလေးတွေကအပင်လေးအပင်လေးရဲ့အရွက်ကလေးတွေကကြာတော့ stat တွေရောက်လာတဲ့အတွက်ကြောင့်မို့ blue black blue black အဲ့ဒီရဲ့ အဲနှစ်ပြိုင်အောင်လေးပြောင်းသွားမယ်အဲ့ချိန်မှာကြတော့ဒီရဲ့ B NOH ကကြတော့ B ဟုတ်တယ်နော် B မှာကြတော့ NOH NOH ကကြတော့ counter on site တွေစုပ်ထားတာ counter on site တွေစုပ်ထားတဲ့အတွက်ကြောင့်မိုးတူစီမှာ counter on site မရှိဘူး counter on site မရှိတဲ့အတွက်ကြောင့်မိုးတူကဘာအနေနဲ့ပဲတွေးမှလဲဆိုသူ့ရဲ့အရွက်ကလေးတွေကို stain ဆိုးကြည့်လိုက်တဲ့အချိန်မှာ iodine နဲ့ဆန်လိုက်တဲ့အချိန်မှာအညိုရောင်ပဲဖြစ်သွားမယ်တဲ့အဲ့တော့အညိုရောင်ပဲဖြစ်တဲ့အကြောင်းရင်းကဘာကြောင့်မို့လဲဆိုတော့ stress တွေမရှိလို့ stress တွေမရှိရတဲ့အကြောင်းရင်းကကာဗွန်အောက်ဆိုက်မရှိဘူး။음ကာဗွန်အောက်ဆိုက်မရှိလို့ stage တွေဟာမရှိဘူး။အဲ့တော့ကာဗွန်အောက်ဆိုက်ဒီမှာဆိုရင်ကကြတော့ကာဗွန်အောက်ဆိုက်ရှိလို့ stage တွေထွက်လာတယ်။အဲ့တော့ကာဗွန်အောက်ဆိုက်ရှိလို့ stage ထွက်ရတဲ့အကြောင်းရင်းကအလင်းရောင်ရရှိတာနဲ့ อืมအလင်းရောင်ရရှိရဲ့တို့တော့နှစ်ခုလုံးကအလင်းထဲမှာထားလိုက်တာပဲအလင်းထဲမှာထားလိုက်ပြီမယ်ဒီရဲ့ထားပြီးတော့မှဆန်းလိုက်တဲ့အချိန်မှာနမိတ်အေမှာပဲ blue black color ပြောင်းသွားတယ် blue black color ပြောင်းသွားတဲ့အကြောင်းက stage တွေရှိလို့ stage တွေရောင်းလာတယ်ဆိုကြတဲ့အရင်သူက photosynthesis ဖြစ်သွားလို့ ဟုတ်တယ်နော်အဲ့တော့ photosynthesis ဖြစ်ဖို့ဆိုရင်ဒီခြေရောကောင်းတာ outside လိုအပ်တယ်တကယ်ဒီဟာလေးထဲမှာဒီအပင်လေးမှာဆိုရင်သူကအလင်းရောင် light energy လဲရတယ်ပြီးတော့သူ့ရဲ့အရွက်ကလေးတွေကအစင်းရောင်ရှိလားမရှိဘူးလားအာရှိပါတယ်ကြာ Okay အစိမ်းအောင်ရှိရဆိုတော့သူတို့မှာ chlorophyll လည်းရှိရပြီးတော့ဒီရဲ့ light energy လည်းရတယ်ဒါပေမဲ့သူတို့မှာမရှိတာဘာမရှိရလဲ carbonate outside. Okay, carbonate outside ကမရှိဘူး။ carbonate outside မရှိတဲ့အတွက်ကြောင့်မို့သူရောဟာ sunlight တဲ့အချိန်မှာအညိုရောင်လေးပဲရှိရဲဆိုတာက photosynthesis မဖြစ်ဘူး။အဲ့တော့ photosynthesis ဖြစ်ဖို့ဆိုရင်ဒီချေရောဟာအကုန်လုံးလိုအပ်တယ် carbonate outside လည်းလိုအပ်တယ် chlorophyll လည်းလိုအပ်တယ် light energy လည်းလိုအပ်တယ်။ဟုတ်တယ်နော်အဲ့တော့ဒီမှာ light energy တွေရှိနေတယ် chlorophyll တွေရှိနေပေမဲ့လည်း carbon dioxide မရှိရနဲ့သူက photosynthesis ကမဖြစ်တော့ဘူးเนาะအဲ့တော့ဒီက ဟွာလေးရလည်းအရေးကြီးရဲ့အကြောင်းအဲ့တော့ဒီရဲ့စနေချက်ကလည်းကာဗွန်ဒိုင်အောက်ဆိုက်ကဖိုတိုဆင်သက်စစ်အတွက်အရေးပါတယ်ဆိုတဲ့အကြောင်းအဲ့တော့ချေတော့ဖန်ပေါင်းကြောင်လေးမရှိဘူးဖန်ပေါင်းကြောင်လေးမရှိဘဲနဲ့ကွာကိုဆန်တဲ့ချင်းနဲ့ဆိုရင်လည်းရတယ်ဒီရဲ့ပိုလီတင်းဘက်တဲ့ပိုလီတင်းဘက်ဆိုတာပလတ်စတစ်အိတ်လေးကိုပဲပြောတာ ဲ့တော့ပပလေးအဲ့တော့အဲ့ဒီ plastic အိတ်လေးနဲ့ပဲဆွတ်ထားလို့ရတယ်ဒီလိုဆွတ်ထားပြီးဒီ stash လောက်ထားတဲ့ပင်စင်တူလေးနှစ်ခု plastic လေးနဲ့ဆွတ်လိုက်မယ်ဆွတ်ပြီးတော့ရင်ကာမနာအောင်ဆိုင်ရဖို့အတွက်ဒီချေရောဘာလို့သုံးလဲအာဆိုရီယံဟိုက်ဒရိုဂျင်ကပ်ပဲ Okay ဆိုရရင်ဟာလိုချင်းကာဗွန်နိတ်ခွက်ကလေးကိုထည့်ထားလိုက်တယ်။အဲ့တော့ဒီအပင်လေးကကောင်နာအောင်ဆိုင်ရမယ်။အဲ့တော့ဒီထဲမှာကျတော့ကောင်နာအောင်ဆိုင်တွေကိုမရှိစေချင်ဘူး။ကောင်နာအောင်ဆိုင်တွေမရှိစေချင်ဘူးဆိုတော့သူကဒီထဲမှာဘာထည့်ထားလဲဆိုတော့ဆိုဒာလိုင်းထည့်ထားတယ်။အဲ့ဒီဆိုဒာလိုင်းထည့်လဲရတယ်။ဒီရဲ့ NaOH ရရတယ်။အဲ့တော့အဲ့အလေးထည့်ထားလိုက်မယ်။ထည့်ထားပြီးတော့မှဒီကောင်လေးကကောင်နာအောင်ဆိုင်တွေစုံလိုက်မယ်။စုံလိုက်တဲ့အတွက်ကြောင့်ဒီအပင်လေးမှာဆိုရင်ကောင်နာအောင်ဆိုင်မရှိတော့ဘူး။ပြီးတော့မှသူတို့နေပူထဲမှာ 他没，他那千万富都真的是皮毛皮生出来的。平平